ငယ်သား၃ယောက်ဥပမာအခြေပြုခြင်းချက်ဥပမာကလူတူဦးသည်အခြားသောပြည်သို့သွားမည်ဟု အကြံရှိလျက် မိမိငယ်သားတို့ကိုခေါ်၍မိမိဥစ္စာများကို အပေးလေ၏သူတို့သည်အသည်အသည်အစွမ်းတတိရှိသည့်အကြိုက်တဦး၌အခွက်50တဦး၌အခွက်20တဦး၌အခွက်30ကို အပြီးမှချက်ရှင်းသွားလေ၏အခွက်50ကို ခံတော်သူသည်တာ၍ကုံသွဲခြင်းကိုပြုသည်ဖြင့်အခြားသောအခွက်50ကိုအမျက်ရှာလေ၏ ထိုနည်းတူအခွက်20ကိုခံတော်သူသည်လည်းအခြားသောအခွက်20ကိုအမျက်ရှာလေ၏အခွက်30ကို ခံတော်သူမူကားတွား၍မြေ၌တွင်တူပြီးလင်အချင်းဤငွေကိုဝတ်ချားလေ၏ကာလကြာမြင့်ပြီးမှ ထိုငယ်သားတို့ဤအချင်းသည် လာ၍သူတို့ကိုစည်ရင်ယူလေ၏အခွက်50ကို ခံတော်သူသည်ချင်းကပ်၍အခြားသောအခွက်50ကိုဆက်လျက်တခင်ကိုတော်သည်အကျွန်ုပ်၌အခွက်50 50ကိုအပေးတော်မူ၏အခြားသော အခွက်50ကိုအကျွန်ုပ်အမျက်ရပါပြီဟုရှောင်လေ၏အရှင်ကလည်းတာဓုသစ္စာရှိသောငေသားကတင်းသည် အမှုငေ၌သစ္စာဆောင်လေပြီများစွာသော အမှုအခွင့်ကိုတင်၌ငါအပေးမည်တင်ဤသခင်နှင့်အတူစီးစိန်ကို ဝင်စားလော့ဟုမိန်တော်မူ၏အခွက်20ကို ခံတော်သူသည်လည်းချင်းကဲ့၍ကိုတော်သည် အကျွန်ုပ်၌ အခွက်20ကိုအပေးတော်မူ၏အခြားသောအခွက်20ကိုအကျွန်ုပ်အမြတ်ရပါပြီဟုရှောက်လေသောအရှင်ကတာတုသစ္စာရှိသောငေသားကောင်တင်းသည်အမှုငယ်၌သစ္စာဆောင်လေပြီးများစွာသော အမှုအခွင့်ကိုတင်း၌ငါအပေးမည်တင်းဤသခင်နှင့်အတူစီးစိန်ကိုဝင်စားလောဟုမိန်တော်မူ၏အခွက်20ကိုခံတော်သူသည်လည်းရှင်ကဲ့၍ကိုတော်သည် ခဲညင်းတော်သူ ဖြစ်သည်နှင့် ကိုမဆိုင် မပြိုးသော အရက်၌ရဲ၍ကိုမဖြန့်မကျဲသောအရက်၌စုသိမ့်တတ်သည်ကိုအကျွန်ုပ်သိ၍ကြောက်သောကြောင့်အခြားသို့သွား၍ ကိုရောဤငွေခွက်30ကိုဝတ်ချပါပြီယခုကိုရောဤဥစ္စာရှိပါသည်ဟုပြောလေ၏အရှင်ကလည်းစိုးညစ်ပြင်းရည်သော ငေသာငါသည် ကိုမဆိုင်မပြိုးသော အရက်၌ရဲ၍ကိုမဖြတ်မကျဲသော အရက်၌စုသိမ့်သည်ကို သင်သည်သည်မှန်လျင်ငါငွေကိုပွဲစားလက်သို့အယာမည်ထို့သို့အဲ့လျင်ငါပြန်လာသောအခါငွေရင်းနှင့်အတိုးကိုရှာနိုင်၏ထို့ကြောင့် အခွက်30ကိုထိုသူဤလက်မှနှုတ်ချအခွက်တရာရှိသောသူကိုပေးချအเจ้าမူကအကျဉ်သူသည် စင်ရဲ့ဤ ထိုသူ ရှိသည်မြကိုပင်နှုတ်လိမ့်မည်အသောမရသော ထိုငယ်သားကိုငိုကြွေးခြင်းအန်သွာခဲကြချင်း ရှိရာ အပြင်အရက်မောင်မိုက်ထဲသို့နှင်ထုတ်ရှားလိုက်ကြဟုစီရင်တော်မူ၏ရှင်မက်တဲ့ခရစ်ဝင်ကျမ်းအခန်းကြီး25အခန်းငယ်16-30 Facebook Campaign မှာ2005ခုကပီတာတီယာက ဒေါ်လာငွေ9000ဖို့ရှယ်ယာဝယ်ယူပြီးယင်းဒီမြုံနှံခဲ့ပါသည်ခုနှစ်နှစ်ကာလကြာမြင့်ပြီး2012ခုနှစ်မှာတော့ပီတာသူ့ရှယ်ယာအားလုံးကိုပြန်ထုတ်ရောင်းခဲ့ပါသည်အန်အောဆရာပါပဲသူယင်းဒီမြုံနှံခဲ့တော့ငွေဤအစ800ဖြစ်သည့်ဒေါ်လာငွေ3400ကိုပြန်လဲရရှိခဲ့ပါသည်အာဆက်အမည်ရှိသူစင်ရဲသားကတော့ကိုကာကိုလာကမ်ပဏီကြီးတွင် 1890ခုနှစ်ရှယ်ယာဝင်ဖို့ဒေါ်လာငွေ2300ကို အသုံးပြုခဲ့ပါသည်နှစ်ပေါင်း30ကြာသောအခါသူဤတက်ကြွယ်ချင်းရောက်လာလင်1923ခုနှစ်၌ပြန်လည်ရောင်းချလင်ငွေပေါင်း25သန်းကိုတောင်းရပါတည်း သူတို့နီးတူအမေရိကန်ပြည်မှဂျွန်ဂရေးကလည်း1903ခုနှစ်တွင် Ford Car Company ၌ငွေ1500ကို ရင်းနှီးမြှုပ်နှံခဲ့ပြီး1916ခုနှစ်16နှစ်အကြာမှာပြန်၍ရောင်းချလင်ဒေါ်လာငွေ26ဒသမ25သန်းတော်မှ ပြန်ရခဲ့ပါသည်တာရကကလေးများကယင်းဤမြုံနှံခြင်းဖြင့်တိုးပွား၍ အကျိုးများသောကိစ္စရှိကြောင်းကိုဖော်ပြပါသည်ပီတာကငွေ9000အဆက်ကငွေ2300ဂျွန်ဂရေးကငွေ1500ကိုသာယင်းနီမြုံတန်ခဲ့ကြပြီးနောက်တန်းနှင့် ရှိသောငွေများအစတရာမကသောအဥ္စာများကိုပြန် ရခဲ့ကြပါသည်ရှင်မက်သဲခရစ်ဝင်ကျမ်းအခန်းကြီး25အပိုင်ငယ်14 30တွင်သခင်ယေရှုက တိုးပွားခြင်းနှင့်ဆိုင်သောဥပမာတော်တစ်ခုကိုမိန့်တော်မူခဲ့ပါသည် လူတို့သည်အခြားပြည်သို့မသွားခင်သူဤနေသား၃ယောက်ကိုခေါ်၍ဥစ္စာအနှင်းခဲ့ပါသည်တယောက်ကိုအခွက်50နောက်တယောက်ကိုအခွက်20နောက်ဆုံးတယောက်ကိုတော့အခွက်30ပေးအပ်ခဲ့ပါသည်သခင်ယေရှုက သူတို့သည် အသီးသည်အစွမ်းတတိရှိသည့်အတိုင်းဟုဖော်ပြပါသည် ထိုသခင်က သူ၏ငေသားများ၏အစွမ်းတတိကိုတည်တော်သူပါ ထို့ကြောင့်တန်ရာတန်ရာအနှင်းပါသည်ဤဥပမာတော်၌ငွေခွက်များဟု သခင်ယေရှုကအသုံးပြုပါသည်ငွေခက်သည်ဒင်ကာပြမဟုတ်ပါပို၍အလေးချိန်ရှိပါသည်တခါတရံရုပ်ရှင်များတွင် မြင်ဘူးရမည့် လေလိုလိုအိုးထုတ်လိုလိုငွေအဆိုင်အခဲဖြစ်၍တံပိုးကြီးပါသည်ငွေခွက်ဆိုတော့လေသုံးလောင်းသော အခွက်ပေါ်မူတည်၍ငွေရွှေနှင့်တက်တုများ ပါဝင်ပါသည် ပါဝင်မှုအများဆုံးကတော့ရွှေစင်ပေါ်ငွေစင်ပေါ်ငွေခွက်တစ်ခုဤတံပိုးသည်အင်္ဂလိပ်ပောင်းငွေ240ခန့်မြရှိရာယခုကာလ၌ဒေါ်လာငွေ330ခန့်မြကျသင့်ပါ၏ မြမငွေနဲ့တွက်လျင်တော့2022ခုနှစ်မှာတက်လျှောက်သိန်းနီးပါးတန်ဖိုးရှိပါသည် ထို့ကြောင့်ငွေခွက်90ရသူကတန်ဖိုးကျပ်300ငွေခွက်20ရသူကတန်ဖိုးကျပ်320နဲ့ငွေခွက်30ရသူကျပ်360ရသည်ဟု၍ရေဘူးရနားလေထားကြရမှာပါ ထိုရင်းနှီးမြုပ်နှံရန်တနည်းအားဖြင့် တိုးပွားအောင်လှုပ်ဆောင်ရန်တာဝန်အသီးအသီးရှိသောငေသား၃ယောက်ဤတုံ့ပြန်မှုကို ကာလတစ်ခုအကြာ သူတို့ဤသခင် ပြန်လာသောအခါတွေ့ရပါသည် ငွေခွက်90ရတော်သူက အမြန်ငွေအခွက်90နှစ်တကွာ သခင်ကို ပြန်၍အပေးနိုင်သလိုငွေခက်20ကိုရတော်သူကလည်းအမြန်ငွေအခွက်20နှစ်တကွာသခင်ကို ပြန်၍အပေးနိုင်ပါသည်ငွေခွက်30ရတော်သူကတော့အမြက်ကိုမအပ်နိုင်အရင်ကို ပြန်အပ်နိုင်ဖို့မြုပ်နံ တိုဝက်ချသောနေရာမှပြန်၍ဒူးဖော်လာခဲ့ပါသည်ထို့အခါသခင်ကစီရင်ဆုံးဖြတ်မှုပြုပါတော့သည်ဂျိုးဝါအောင်လှောက်ဆောင်သောငေသားနှစ်ဦးကို သူကောင်းပြု၍အစ်စ်သောတော်ဝင်များကိုပေးပါသည်ဒိုးဝါအောင်မလုံနိုင်သော မလုံခဲ့သော ငေသားတူအူကိုတော့ဒုက္ခရွတ်ဝန်းစီသို့နယ်နှင်တန်ပေးခဲ့ပါသည်သခင်ယေရှုမိန့်တော်မူသော ဥပမာတော်မှသင်ရန်စာကိုကောက်ယူရန် အသက်တာ၌သခင်အလိုတော်ကိုပြေဝဖို့ရန်စီပူရပါမည်။ကြိုးစား၍အသက်ရှင်လိုက်လျှောက်ဖို့ပါ ဤဥပမာတော်မှနားလည်ရသောအချက်မှာနံပါတ်၁ဖျားသခင်သည် လူသားတိုင်းကိုအစွမ်းတတိထဲလက်မြောင်ပေးချပါသည်နံပါတ်၂ဖျားသခင်သည် လူတိုင်းကို လုပ်ငန်းတာဝန်ဂျူတီများကို ပေးချပါသည်နံပါတ်၃သခင်ယေရှုပြန်လာချိန်မှာစီရင်ခြင်းခံရပါမည်ဆုလက်သို့မဟုတ် จิตံနံပါတ်၄သာဓုတစ္ဆာရှိသော ငေသားကောင်းဟုချီကျူးခြင်းခံရဖို့လိုပါသည်ဖူ၍ဖြစ်ပါသည် တပြည်တရွာတို့ခยีထွက်ခွာသွားခဲ့သောလူတယောက်သခင်တဦးသည် ကာလတစ်ခုလွန်လင်သေချာပေါက်ပြန်လာမည်ဖြစ်ပါသည်သခင်ပြန်မလာခင်ကလေးမှာလှောက်ဆောင်ရမည် ဝန်တာတိုးဝါချင်းအရာကို အသေးအချာလှောက်ဆောင်ချဖို့ပါသူရှင်ရေးစီရဂီတအနုပညာရှင်စိုးပွဲမှုက ကိုတော်ပြန်လာရင်ငယ်သားကောင်းပုံတွင် အမှုတော်တွေလည်းထူးရွှန်စွာနဲ့ကိုတော်ပြန်လာရင်ဆောင်ရွက်ပြီးစေခြင်းတခင့်ရှိဆောင်ခြင်းအသင့်ပြင်ဆင်စောင့်စားရင်ကိုတော်ပြန်လာရင် အားလုံးအဆင်သင့်ဖြစ်ရအောင်ကြိုတင်ပြင်ဆင်ကြမယ် နနက်ဦးအာယုံအလင်းရောင်တဖွဲဖူ၍ရေးဖွဲကဆက်ဆူခဲ့ပါသည်ထိုဓမ္မဒီကလေးနှင့်အတူစီမျောခန်းစားရင်တစ္ဆာရှိသောငေသားကောင်းဖြစ်ဖို့အာထုတ်ကြရအောင်နံပါတ်၁အစွမ်းတတိရှိသည့်အတိုင်းဖျားသခင်ကလူတိုင်းကိုတင်နှင့်ကျွတ်ပါဝင်လျက် စွမ်းတတိများကိုဘေးချပါသည်ဖျားသခင်ပေးသောအစွမ်းတတိကတော့မတူညီပါတရားဟောဆရာများနှင့်ဥပမာပေးပါစေတောင်ကိုရီးယားနိုင်ငံမှနမေကျော်သင်းအုပ်ဆရာကြီးဒေးဗစ်ယုန်ကီရှူသည်ငယ်စဉ်ကဆရာဘီလီဂရီဟန်ကို အားကြား၍ထိုကဲ့သို့ဖြစ်လာနိုင်ဖို့ဆွတ်တောင်းခဲ့ပါသည်ကြော်ကြားသောဧဝံဂေလိတရားဟောဆရာဘဝကိုလိုချင်ခဲ့ပါသည်ဘီလီဂရီဟမ်က ဧဝံဂေလိတရားဟောပြောမှုမှာ ကြီးမားသောအစွမ်းတတိရှိ၍အင်မတန်မှ အောင်မြင်ပါသည်ယုံကြည်ရှုက ထိုကဲ့သို့သောသူမဖြစ်လာနိုင်သောအခါအနာငိမ့်ဆွတောင်းခြင်းမှာအစွမ်းအစကြီးမားသောရောဘတ်အိုရယ်ကိုအားချ ပြန်၍ဆုတောင်းပါသည်ဖျားသခင်က သူ့အားထိုကဲသို့သောအစွမ်းအစမျိုးကို မပေးပါ နောက်ဆုံးမှာတော့အသင်းတော်တိဆောက်ရှင်အစွမ်းတတိကို သူ့အားဖျားသခင်ပေးထားကြောင်းသိရှိနားလည်သောအခါမှာ ထိုအစွမ်းတတိကိုပဲအသုံးပြု၍တောင်ကိုရီးယားနိုင်ငံမှသာမက ကဘာပေါ်မှပင်လင်သင်းဝင်သူအများဆုံးအသင်းတော်ဤသင်းအုပ်ဆရာ ဖြစ်လာခဲ့ပါသည်ဆရာကြီး ်ဒေးဗစ်ယုန်ကီရှူသည်ယိုဒိုဖူးကော့စပယ်ရှက်ကို1958ခုနှစ်တွင် သူ၏ရောက်ခမဖြစ်သော ရွှေဂျာရှင်နှင့်အတူပူးတွဲတည်ထောင်ခဲ့ရာ ယခုအခါသင်းဝင်သူပေါင်း7သိန်းဦးသင်းအုပ်စီယာပေါင်း920ချစ်ပါ ပုံမှန်ဝိပုသူပေါင်း2သိန်းဦးနှင့်ဘုံတော်ချင်းရှာလျက်အမှုတော်ဆောင်ခဲ့ပါသည် လွန်ခဲ့သောနှစ်စက်တင်ဘာလ14ရက်နေ့ကဘုံတော်ဝင်စားခဲ့ချိန်မှာအသက်50ချိနှစ်ရှိပြီးဖြစ်ပါသည် သူဤဇနီးသည် ကင်ဆွန်ဖီယာကတော့ မကျမ်းမာပဲရှိနေသေးပါဖျားခင်ပေးသော အစွမ်းတတိကတူးနဲ့တူးမတူညီသည်ကိုပေါ်ပြလိုခြင်းသာ ဖြစ်ပါသည် ဥပမာတော်တွင်သခင်က သူဤငေသားများကိုအစွမ်းတတိလျောက်ခွဲခန့်၍တူးကိုအခွက်90တူးကိုအခွက်20တူးကိုအခွက်30 ေးအပ်ပါသည်ကျွန်တော်တို့ကိုဖျားသခင်ပေးထားသောအစွမ်းတတိများလေမတူညီကြပါ အချို့သော မိษွေများကငွေရှာတော်ပါသည်သူတို့လက်နှင့်ရှိသမျှရွှေဖြစ်သွားသည်ဟူ၍တောင်ပြောရမလိုပါပဲအားကြတော့လေထိုအစွမ်းတတိမျိုးကျွန်တော်မှမရှိပါကရင်ကုံကူမျက်လုံးပြူးဟူသော ရှေးစကားကြောင့်လားမသိ ရေရောင်းစားတာတောင်းအဖမ်းခံရအချုပ်ခံရပြဿနာဖြစ်ရပါ၏ချားပါတော့လေအချို့မိတ်ဆွေများအင်မတန်ညံကောင်းပါသည်တွက်လက်ချက်ချ၍မမိမှတ်သားချင်းမှလည်းအာကောင်းကြရာအားကြတော့လေသူတို့လိုမဖြစ်ခဲ့ပါကိုကိုမန်တာလီဘဲသားဟင်ကျွေးတော့သူကိုပင်မေတ္တာခေကမထော်မနန်ပျော်မိတာမျိုးရှိ၍ ကျွန်တော်အုံနောက်သိမကောင်းတာဝန်ခံရပါ၏ထိုနည်းတူစွာပင် ကျွန်တော်မိတ်ဆွေများထဲမှာအရှုကအင်မတန်မှ ရုပ်ရည်ရှောမောလှပကြပါသည်အရှုကအင်မတန်မှရာထူးရာခံရှိကြပါသည်အရှုကအင်မတန်မှအတန်ကောင်း၍တရှင်းဆိုတတ်ကြပါသည်အရှုက အင်မတန်မှ လိမ္မာ၍ယဉ်ကျေးကြပါသည် အရှုကအင်မတန်မှ စကားကြွေ၍အပြောကောင်းကြပါ၏အရှုကအင်မတန်မှ သာသမီများပြားကြပါ၏စသဖြင့်အမျိုးမျိုးသောအစွမ်းတတိတွေရှိထားကြပါ၏ကြံကြံဖန်ဖန်တိကျွမ်းခင်မင်ရသောတငယ်ချင်းတယောက်ကတောင်းစွာဖြစ်၍တောင်းစားရခြင်းမှာအင်မတန်မှအစွမ်းတတိရှိ၍တနေ့တနေ့သူတောင်းရသောငွေကတောင်းကနန်းအထိရှိပါတည်းသူကယုံကြည်သူလဲဖြစ်လာသောအခါမှာ အလုတ်ပြောင်းလုတ် တော်လဲဝါသနာကအမကုန်ပါဒီနေ့မှသူအိမ်၌ကျေးဇူးတော်ချင်းပွင့်ချင်းဝတ်ပြုတော်အခါကျွန်တော်တွားခဲ့ပါ၏တတောင်းစားလဟောင်းကအလူငွေ7500ကျွန်တော်ကိုပေးလူ၍ညစဉ်ခွန်အားအကျက်9000ကျက်ထပ်ပြီးလူပါသည်အံ့ဩရပါ၏ပဆက်10ပောက်ရှိရင်တောင်ပြောစရာစကားမရှိခဲ့ပါထို့ကြောင့်ယနေ့မှကျွန်တော်တို့ကိုဖျားခင်က ညီကဲတို့သောအစွမ်းတတိကိုဘေးအပ်ပါသည်နီပြန်၍စင်ချင်းတုံးသက်ဖို့တော့လိုပါ၏မတိခဲ့လျင်မိတ်ဆွေများကိုမေးကြည့်ပါနော်ငါကဘယ်နေရာမှာတော်နေတယ်လို့ရှင်းတယ်ပေါ့တေချာပေါက်ကောင်းသောအစွမ်းတတိတခုတော့တင့်မှရှိပါ၏နံပါတ်1တာဝန်ကျေသူမကျေသူ ရာဓူးရာကန်ကြီးကြီးမားမားရထားသောသူက အလုတ်လေများများလောရ၍တာဝင်လေကြီးကြပါ၏တာဝင်ကြီးကြီးမယူနိုင်သောသူကိုဘယ်သူမှ ရာဓူးကြီးကြီးမပေးမှာကထေချပါသည်တခင်သည် တာဝင်ယူနိုင်သောအစွမ်းတတိကိုမူတည်လျက်လုပ်ငန်းဆောင်တာများကို ခွဲခန့် မှတ်သားပေးရာငယ်သားတူကိုအခွက်90ငယ်သားတူကို အခွက်20ငယ်သားတူကိုအခွက်30အနှင်းခဲ့ပါသည်သခင်ကို တရားမျှတမှုမရှိဟု မပြောကြပါ သူက90ရတယ်ငါက20ပဲ30ပဲရတယ်ဟု မပြောကြပါ ငယ်သားများကလည်းသူတို့တာဝန်ယူတာဝန်ခံနိုင်မှုကိုသိထားကြ၍ဖြစ်ပါသည်ဒီနေ့မှ ကျွန်တော်ဤမိษွေတယောက်သည် မျက်မမြင်အလောက်ခန်းသို့ရောက်သွားပါ၏ မျက်မမြင်များအလုံးလုံးနေပုံမှာအင်မတန်မှအားရစရာပျော်ရွှင်စရာ ကောင်းလှပါ၏တဦးနှင့်တဦးဆက်ဆံပုံတရှင်တအေးအေးနှင့်အလုံးလုံးနေပုံမှာငြိမ်ချမ်းလှပါ၏တချို့မှာအံ့ဩစရာကောင်းလောက်အောင်ဖလပတည်သက်သောဖြာများကိုရက်လုံးနေပြီတချို့မှာ ကလတ်ချိုင်းကျင်းထိုးနေသူ အချို့မှာခေါင်းအုံစုချုပ်နေသူများဖြင့်စီကားနေပါသည် သူက ကျင်ရက်နေသောမိန်ကလေး၏အနာသို့ချင်းခဲ့ပြီးဘာကြောင့်များဒီလောက်တောင်ပျော်ရွှင်ပြီး အလုံးလုံးနိုင်ရတာလဲမျက်မမြင်ဖြစ်ရတဲ့အတွက်စိတ်မပြတ်ဘူးလားဟု မေးသောအခါသူမကဖြေပါသည်ကျမတို့အတွက်ချင်းမစွားကပင်ဖျားသခင်က လုပ်ငန်းတာဝန်ကိုချမှတ်ထားပါတယ်ဖျားသခင်သည် ကျမတို့အတွက်မျက်စိကို အသုံးပြုပြီးအလုံးလုံးဖို့ ရထားခဲ့ရင်မျက်စိအလင်းကိုပေးပါမည်။ကျမအတွက်ကတော့ဖရာသခင်က မျက်စိကို အသုံးမပြုရဘဲလောက်နိုင်သောအလောက်ကိုပေး၍ဂျေဆုတင်ပါသည်။ဝမ်းမြောက်ရှင်လွမ်းစွာ အသက်ရှင်ပျော်ပျော်ပါပါအလုံးလုံးကနေထိုင်သွားမှာပါ။သူပြန်ပြောသောစကားကို ကြားရလျင် စိတ်လုံးရှားရပါသည်။ဖရာသခင်ကလိုသူတွေအတွက်ပေး၍မလိုသူအတွက်မပေးပါလားဟု အောင်မေရပါသည်ထို့ကြောင့်လေလောကမှာအချို့ကအခွက်90အချို့က20အချို့က30ရနေကြခြင်းဖြစ်ပါသည် အခွက်90ရသောသူက ထက်၍အခွက်90ကိုလှောက်ဆောင်၍ ြန်လည်အံ့နယ်နိုင်ဖို့ကြိုးစားရမှာဖြစ်တယ်လို့အခွင့်20ရတော်သူကထက်၍အခွင့်20ကိုပြန်လည်အံ့နယ်နိုင်ဖို့အားထုတ်ရမှာပါအကယ်၍များ ကျွန်တော်တို့ကအခွင့်20ရတော်သူဖြစ်ရင်ထက်မှန်၍အခွင့်20ကိုဖျားသခင်အားပေးနိုင်ဖို့လှုံ့ဆော်ရပါမည်ဒိုးပွားခြင်းကိုဖျားသခင်နှစ်သက်သောကြောင့်အပြင်းထူအလုံးမလုံးကိုရသောစုကျေးစုတော်ကိုမြေမာမြုပ်နှံဖို့ကို ခွင့်မပြုပါ ဥပမာတော်တွင် သခင်ယေရှုကမိန့်တော်မူပါသည်ကာလတစ်ခုလွန်မြောက်၍သခင်တပါပြန်လည်ရောက်ရှိလာသောအခါငေသားများနှင့်တွေ့ဆုံပါသည်ခရီးမသွားခင်ကအနံခဲ့သောငွေများအကြောင်းကို မေးလျင်ပထမငေသားက တာဝန်ကျေပွန်လျက်အရင်းငွေ အခွက်90နှင့်အမျက်ငွေအခွက်90ကိုအနံနိုင်သောကြောင့်သခင်ရှိမှမျက်နာရခဲ့ပါသည် ဒုတိယငေသားကလည်းခေသူမဟုတ်ပါ သူလဲပဲတာဝန်ကျေပွန်လျက်အရင်ငွေအခွက်20နဲ့အမျက်ငွေအခွက်20ကိုအပ်နိုင်သောအခါသခင်ရှိမှမျက်နာရတော်သူ ဖြစ်ပါ၏တတိယငေသားကတော့ထိုကဲ့သို့မဟုတ်ပါ သခင်ငွေ ပြောင်းမှဆိုအမျိုးမျိုးအချောင်းပြ၍မြုံနံထားသောငွေအရင်အခွက်30ကိုသာပြန်ပေးပါသည် ထိုအခါသခင်ရှိမှမျက်နှာမရနှိမ့်ချခြင်းကိုသာ ခံရပါသည်တင်ရန်စာတစ်ခုကတော့ဝေခွက်များသည်ငယ်သားတို့ဤကိုပိုင်မဟုတ်ပါဝေခွက်များကလည်းမတူညီပါတို့ရာတွင် တူညီသောစူးစားအထုတ်မှုကိုဖျားခင်က လိုချင်ပါသည်ဤဥပမာတော်ကကျွန်တို့ဤအစွမ်းတတိဝေခွက်များသည်နည်းသည်ဖြစ်စေ များသည်ဖြစ်စေဖျားခင်ဤအမှုတော်အတွက် အသုံးပြုချဖို့ဖြစ်ပါသည်နံပါတ်3ကြိုးစား၍လှုပ်ဆောင်ရန်ဖျားသခင်ကစီရင်ပိုင်တော်သူဖြစ်ကြောင်းဤဥပမာတော်ကပေါ်ပြပြန်ပါသည်ကောင်းစွာလှုပ်ဆောင်ခြင်းအထွတ်ရရှိသောဆုလက်သည်ဆက်လက်၍ ပို့ပြီးလောက်ဆောင်ရမည်ဖြစ်ကြောင်းကိုနှိုးဆော်ထားပါသည် ငေသားနှူးသည် သူတို့ဤလုပ်ငန်းတာဝန်ကိုကောင်းစွာ လုပ်နိုင်ခဲ့ပြီးပါပြီသို့တော်သူတို့နား၍မရပါ အလကားထိုင်နေ၍မရပါဆက်လက်ပြီးပို့၍ကြီးမားသောဂုံအဒရေနှင့်တာဝန်ကိုပေးအပ်ပြန်ပါသည်အပြစ်ဒဏ်ပေးခံရသောငွေအခွက်၁၀ကိုရသည့် ငယ်သားသည်စူးစားလောက်ဆောင်တော်သူ မဟုတ်ကြောင်းကို ဖော်ပြပါသည် သူကငွေအခွက်30ကို ဆုံးရှုံးခြင်းလဲမပြုဘဲလျက်မြည်သူမျှအသုံးပြုခြင်း မရှိဘဲဤအတိုင်းသာထားခဲ့ပါသည်သူအနေနဲ့လောက်ဆောင်ပါလျက်ငွေအရင်ဆုံးရှုံးခဲ့ရင် တောင်မှဘာမှမလုပ်ဘဲမြုံနံထားခြင်းချက် ပို၍ကောင်းအောင်မည်ဖြစ်ပါသည်သူအပြင်ငါကတော့ သူများနဲ့မတူငွေအခွက်30တဲရတဲ့နောက်စူးစားလောက်ခဲ့ရင်လဲအမျက်နည်းနည်းသာရလိမ့်မည်ပင်ပန်းတာနဲ့မကာမိပါဘူးဟု၍လဲအောင်းမိကောင်းအောင်းမိနိုင်ပါသည်ညီတို့ပင်ဖြစ်စေစူးစားအထုတ်မှုမပြုတ်သောအခါသခင်ဤအပြစ်တင်ခြင်းနှင့်တကွတံပေးခြင်းကို ခံရပါသည်ဆုလတ်နှင့် ပြစ်ဒဏ်ကိုတခင်ကစီရင်သောအခါမှာစ조사လောက်ဆောင်ခြင်းမလောက်ဆောင်ခြင်းအပေါ်မှာသာမူတည်ခဲ့ပါသည်မျက်မမြင်တေးပြူစာဆိုဖနန်တီယောဆာဘီလက်ရဖြစ်သောဓမ္မသရှင်တပုတ်ကိုစီးမျောခန်းစားဖို့ရန်노ဆိုပါ၏ဓမ္မသရှင်နံပါတ် 231တွင် လာသောမုဒ္ဒဆောင်ရွက် Jew to the work ဖြစ်ပါသည်ဓမ္မတိရှင်အပိုက်တီကိုရောမြတ်၆သွားသောလမ်းတော်မြတ်ကိုလိုက်လျှောက်ဖျားသခင်ဤအမှုတော်ဆောင်ရွက်ဆို အမိန်ကျော်မြတ်ကိုနားထောင်ရွက်အာယူကြကုန်တွေးသမျှအမှုကိုအာထုတ်လျက်ဆောင်ရွက်ဆို အပိုက်နှစ်ဆောင်ငတ်မုတ်တိတ်တော်သူတို့ကိုလှုပ်ဆောင်ကြွေးမွေ မောပန်းသူတို့ကိုတဆန်းရေပေါက်သို့ပို့ဆောင်ကိုတော်နှင့်အလန်တော်ငါတို့ဝါကြွားရပြီကဲတင်ချင်းဖိုးမပေးပဲရကြောင်းမဆူအောင်အပိုက်သုံးမှားယွင်းပျက်စီးခြင်းမိစာမောင်မိုက်နိုင်ငံတွင် လူမျိုးပေါင်းတို့ ဆောင်ရွက်ရန်အလုံးရှိပေသည်ဘုံကြီးတော်မူသောဘယင်နာမတော်ချီးမြောက်စဉ်ကဲတင်ချင်းဖိုးမပေးပဲရကြောင်းမဆူမီ လွန်သွားပြီဖြစ်သောတရာမူလေကဖျားသခင်ဤနိုင်ငံတော်အတွက်ပူပူတာတာလှောက်ဆောင်ရန်လို့ဆော်ခဲ့ဘူးပါသည် သူကကျွန်တော်တို့ကိုဖျားသခင်ပေးထားသောအစွမ်းအစများအတွက်ဘုံတော်ထင်ရှားစေဖို့တွင်တင်ပါသည်မိမိဤအစွမ်းတတိတို့ကိုပို၍အသုံးရလေလေတာ၍ကြီးမားသော လုပ်ငန်းဆောင်တာများကိုလှောက်ဆောင်ခွင့်ရလေလေပါပဲဟုဆိုပါသည်တခါက ဘိုးကုံမျိုးတို့ရောက်ခဲ့ရင်အသက်80အရွယ်လီဆူးလူမျိုးဓမ္မအမှုတော်ဆောင်ကိုတွေးဆုံခင်ပင်ခဲ့ရပါသည်ယခင်ကနတ်ဆရာတပါဖြစ်ခဲ့သူကသခင်ယေရှု၏ဧဝံဂေလိတရားနှင့်တွေ့ဆုံကယုံကြည်သူဖြစ်လာခဲ့ပါသည်ထို့နောက်မှာတော့ကျမ်းစာကျောင်းတို့အတွက်ကအမှုတော်ဆောင်ဖြစ်လာခဲ့ပါ၏ဧဝံဂေလိတရားဟောဆရာအဖြစ်လီဆူးတောင်တန်း ကျေးလက်ဒေသအနှက်သွားရောက်ကဝမ်းမြောက်ဖွယ်တည်င်းကောင်းကိုဟောပြောခဲ့ပါသည်ယခုအခါသူအဖြစ်လီစုလူမျိုး650ဦးခရိယံယုံကြည်သူဖြစ်လာခဲ့ပါသည်ကျွန်တော်နှင့်တွေ့ဆုံသောအခါဆရာကျွန်တော်မသေးချင်သေးဘူးအသက်ရှင်ဖို့ဆုတောင်းပေးပါဟာ65နှစ်တောင်ရှိပြီပဲနေလို့မဝသေးဘူးလားနေတာတော့ဝပါပြီ ဧဝံဂေလိတရားဟောတာမဝသေးဘူးကျွန်တော်ဖျားသခင်ကိုဂတိပေးထားတယ်လီစုလူမျိုးတစ်ထောင်ကိုဖျားသခင်စီခေါ်ခဲ့ပေးမယ်လို့လေအခု150လို့သေးတယ်ဆက်လက်လှုပ်ဆောင်နိုင်ဖို့နဲ့အသက်ရှင်ဖို့ဆုတောင်းပေးပါနော်သူကဘိုးဘုံမျိုးမဆရာတော်မောစီဤဖခင်ဖြစ်ပါသည်ယခုထက်တိုင်းသွာလာ၍ဧဝံဂေလိဟောနေတုံးပါပဲ ဒူးတုံအာနေပင်မန်းတော်လဲသူကတော့တရှင်ကလေးတအေးနဲ့ခရီးဝေးဝေးနေနေတုံးပါ သူဒီဆိုပြတော့တရှင်ကလေးကလှုပ်ဆောင်ရဲ့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 မျော်လင်းလျက်ယုံကြည်စောင်းရှောက်ရဲ့ဆုတောင်းသခင်လာသည့်တိုင်အောင်လှုပ်ဆောင်မှုဆောင်ရဲ့ဂျူတရှင်နံပါတ်230 to the walk ဤကျမ်းပိုက်များကိုဆရာဆိုးရေးသားပြုစုသည့်တနှစ်တာတရားဟောချက်များ2025စာအုပ်မှပေါင်းနှုတ်တင်ပြပါသည်ကြားရသူအပေါင်းထာရဖျားခင်ထံမှရင်သက်ရှင်ကို ခံစားရပါစေ